ခေါင်းတွေအရန်ကြိုက်တယ်ဇက်ကြောတွေအရန်တက်တယ်ခေါင်းတွေအရန်မူးတယ်ဒီလိုမျိုးတွေခဏခဏကြုံဘူးလားငါကတွေးတွေးယောဂရှိတဲ့အတွက်ကြောင့်မလို့ဘယ်အချိန်လေဖြတ်သွားမှလဲဘယ်အချိန်နှလုံးယောဂရမှလဲဘယ်အချိန်ကြောက်ကက်ယောဂရရမှလဲဆိုပြီးတော့စိုးရင်ပူပန်တာမျိုးတွေရှိဘူးလားဒီဗီဒီယိုမှာခါကျတော့တွေးတွေးယောဂဓမ္မတွေအတွက်အသက်ရှည်စေနိုင်မဲ့အစားအစာ7မျိုးကိုကျွန်တော်အသေးစိတ်ပြောပြပေးမယ်ပြီးခဲ့တဲ့ဗီဒီယိုမှာတော့လည်းကျွန်တော်ဒီတွေးတွေးဓမ္မတွေရှောင်ရမယ့်အစားအစာတွေပြောခဲ့တယ်လို့အခုဗီဒီယိုမှာခါကျတော့ တွေ့တူတမားတွေနေ့တိုင်းစားတုံးရမယ်အစားအစာဆက်တမျိုးအကြောင်းကိုကျွန်တော်ပြောပြပေးပါမယ်ဒီမှာကြည့်လိုက်မယ်ဆိုရင်တွေ့တူတမားတွေအသက်ရှည်စေမယ်အစားအစာဆက်တမျိုးတွေကနံပါတ်1ကတော့ရေတောက်တာပေါ့နော်ရေတက်တက်လေးကိုတနေ့ကို၈ခွက်ထက်မနည်းတောက်ပေးတာ2လီတာဘူးလောက်ရှိမှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီရေတောက်လိုက်တဲ့ခါကျရင်တွေ့ထဲမှာရှိတဲ့ဒီဆိုဒီယမ်ဓာတ်တွေစားဓာတ်တွေကပျော်ဝင်ပြီးတော့ပြန့်နှံ့သွားတဲ့အတွက်ကြောင့်မလို့တွေ့ရပြက်တာတွေနည်းသွားတာပေါ့နော် အဲ့ဒီကနေတစင်းဒီကြောက်ကရဲ့အလုံလောက်တာကိုပုံမှန်လောက်ဆောင်စီတဲ့ပုံမှန်ကောင်းစီပြီးတော့ဒီစေဝါးတွေကြောင်ရလာမဲ့ဘေးထွက်ဆိုကျိုးတွေကိုလည်းသူက short ချပေးနိုင်တယ်ပေါ့နော်တွေးတူယောကရှိတဲ့လူတွေကလေ့ကျင့်ခံလုပ်ခဲ့တဲ့အခါကျရင်လည်းရေမြေရတောက်ဘေးတာကအရေးကြီးတယ်ပေါ့နော်အဲ့တော့နံပါတ်1ကအရေးအကြီးဆုံးကတနေ့ကိုရေ2လီတာရေ2ဘူးလောက်တော့ပုံမှန်တောက်ပေးရမယ်နောက်နံပါတ်2ကတော့ဒီခြင်တဲ့အတီးတွေပေါ့နော် ဒီလိမ်မော်ဒီတို့တံမြာဒီဖြော်ရီတို့ပြင်ကီဝီဒီတို့နနတ်ဒီတို့ဒါမျိုးတွေခါကြရင်ဗီတာမင် C တွေပါဝင်တာများတယ် တွေးကြောတွေကိုသူတို့ကပြော့ပြောင်းစေပြီးတော့တွေးစီးစင်းလေဗတ်မှုကိုပို့ပြီးတော့ကောင်းစေတယ်ပေါ့နော်ပြီးရင်ဒီလိမ်မော်ဒီမှာပါတယ်ဒီကယ်ဆီယမ်တွေကလည်းတွေးတို့ရောဂါအတွက်ကောင်းတယ်တနည်းကိုတစ်လုံးကနေနှလုံးစားပြီးလို့ရတာပေါ့နော်ဒါနည်းနည်းတရားတော့အဲ့လိုတော့မဟုတ်ပါဘူးနည်းနည်းတရားတော့တစ်စိမ့်တစ်စိမ့်လောက်စားရတာပေါ့နော်ကြံတဲ့ဟာတွေကတော့တနည်းအလုံးလုံးလောက်စားပြီးလို့ရတာပေါ့နော်နောက်နံပါတ်3အခါကျတော့ငပြောဒီပေါ့နော်ငပြောဒီထဲမှာအခါကျတော့ဒီပိုတက်ဆီယမ်ဓာတ်တွေအများကြီးပါဝင်တဲ့စားဓာတ်ကိုကျစေတဲ့ဂုဏ်တက်တီရှိရပေါ့နော်တွေးတို့ရောဂါဖြစ်ဖို့အတွက်အခွင့်အလမ်းကိုလည်း ဒါ20ရာခိုင်နှုန်းလောက်ရှော့ချပေးနိုင်တယ်။နေ့စဉ်ဒီငပြောဒီတလုံးစားပေးမယ်ဆိုရင်တွေးတူယောဂါကို ထိတ်ချုပ်ပေးနိုင်လို့လည်းပြောကြတာပေါ့နော်။နံပါတ်၄က green tea ပေါ့နော်။လက်ဖက်စိမ်းပေါ့နော်။ဒီ green tea မှာကကျတော့ antioxidant တွေအများကြီးပါတယ်။အဲတွေးကြောထဲမှာရှိတဲ့အဆီတွေကိုမတက်အောင်သူကတားဆီးပေးတာပေါ့နော်။နေ့စဉ်ဒီလက်ဖက်အစိမ်း နှစ်ခွက်ကနေပေါ့နော်ဒီ green tea နှစ်ခွက်ကနေသုံးခွက်လောက်ဒီရေနွေ့နွေ့လေးနဲ့ရောပြီးတော့တောက်နိုင်တယ်အဲတကြားမပါတဲ့လက်ဖိတ်ရည်တွေခါကြတော့ဒီတွေးတို့သမားတွေအတွက်ပို့ပြီးတော့ကောင်းတယ်လို့ပြောတယ် နောက်နံပါတ်5ခါကျတော့တခွားကြီးပေါ့နော်တခွားကြီးကလည်းကျွန်တော်တို့ပတ်ဝန်းကျင်မှာအလွယ်တကူရနိုင်တဲ့အထက်မှာပါတယ်သူကရေဓာတ်က95ရာခိုင်နှုန်းလောက်ထိပါပြီးတော့စားဓာတ်ပါတာနည်းတဲ့အကြောင်းမလို့တွေးလို့ရောကအတွက်အလွန်ကိုကောင်းတယ်ပေါ့နော်အဲပိုတက်ဆီယမ်ဓာတ်တွေကလည်းဒီထက်မှအများကြီးပါတဲ့အတွက်ကြောင့်မလို့ဆိုဒီယမ်ဓာတ်ကိုတနည်းအားဖြင့်ညော့နယ်စေတဲ့အစွမ်းတတိရှိတယ်သူ့ကိုဟင်းထဲမှာထည့်စားရင်လည်းရတယ်ဒါမှမဟုတ်လည်းအစိမ့်လိုက်စားရင်လည်းရတာပေါ့နော်နောက်နံပါတ်6ခါကျတော့နှမ်းစီပေါ့နော်ကျွန်တော်တို့အိမ်မှာစီဒီပါတွေတုံးတဲ့ခါကျရင်ဒါစားအောင်စီတွေတုံးတာထက်စားရင်နှမ်းစီ ိုဦးစားပေးတုံ့ပြုခြင်းအပြင်သူ့ထဲမှာပါဝင်တဲ့မပြေဝစီတွေကနေပြီးတော့တွေးကြောတွေကိုအားကောင်းစေတယ်ပေါ့နော်ကိုလက်စတောတွေကိုရှော့ချပေးတဲ့နှလုံးတွေးကြောခြင်းနာကိုကာကွယ်ပေးတယ်ပေါ့နော်ခင်းချက်တဲ့ခါကျရင်လည်းဒီနှမ်းစီကိုနည်းနည်းလေးပဲတုံးတာကတွေးလို့ရောကအများကြီးထောက်ကူဖြစ်စေလိမ့်မယ် နောက်နံပါတ်9ခါကြတော့ကြက်တုံအနေနဲ့ကြက်တုံဖြူပေါ့နော်ဒီမှာတော့အထူးသဖြင့်ကြက်တုံဖြူကိုအဓိကပြောထားတယ်သူကတွေးကြောတွေကိုကျယ်စေပြီးတော့တွေးတွေစီးစင်းလက်ပတ်မှုကိုကောင်းစေတယ်ကြက်တုံဖြူမှာအလစ်စင်းဆိုတဲ့ဓာတ်တွေပါဝင်တယ်ကြက်တုံနေလည်းနည်းနည်းတော့ပါဝင်တယ်သူကတွေးတိုးကိုရှော့ချပေးနေတာပေါ့နော်နေ့စဉ်ကြက်တုံဖြူနှစ်မွာကနေသုံးမွာလောက်စားတုံးနိုင်တယ်ပေါ့နော် နောက်နံပါတ်၈ကကျတော့အစီများတဲ့ငါးတွေပေါ့နော်အဲ့တော့ငါကြီးစီပါတဲ့ဟာပေါ့နော် Omega 3အများကြီးပါတဲ့ငါးတွေပေါ့နော်အဲ့ဒီငါးတွေကိုစားမယ်ဆိုရင်တွေးတိုးယောဂကိုလည်းကြာစီလို့ပေါ့နော်ဒီ Omega 3ကခန္ဓာကိုယ်အကျိုးပြုစေတဲ့ဒီအစီဓာတ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီငါးတွေကိုတစ်ပတ်ကိုအနည်းဆုံး2ချိန်3ချိန်လောက်စားပေးတာမျိုးတွေလုပ်တင်တယ်ကြော်စားတာမျိုးလည်းမဟုတ်ဘဲနဲ့ဒီပြုတ်စားတာတွေငေါငေါကိုပေါင်းစားတာမျိုးတွေဒါမျိုးတွေလုတ်ပေးတာကပို့ပြီးတော့ထိရောက်မှုရှိတယ်ပေါ့နော် နောက်နံပါတ်9ခါကျတော့ပဲမျိုးမျိုးပေါ့နော်အဲ့တော့ပဲပီဇာတို့ပဲကျတော့ဒီလိုမျိုးပဲအမျိုးမျိုးတွေစားမယ်ဆိုရင်ပရိုတင်းတွေအများကြီးပါဝင်ပြီးတော့ကိုလက်စထရောဓာတ်ကိုရှော့ချပေးတယ်ပေါ့နော်ပဲတွေမှာပါဝင်တဲ့ဒီအမြင်ဓာတ်တွေကဝမ်းကျောက်တာကိုကာကွယ်ပြီးတော့နှလုံးကျန်းမာရေးကိုလည်းအများကြီးအထောက်အကူဖြစ်တဲ့တနေ့ကိုပဲမျိုးမျိုးပါတာကဒီတပကံလောက်စားတာမျိုးတွေလုတ်ပေးတင်တယ်ပေါ့နော်အဲ့တော့ဒီတိကျွန်တော်နံပါတ်9ထိပြောခဲ့တာတွေကကျွန်တော်ပတ်ဝန်းကျင်မှာအနေနဲ့အများအလွယ်တကူရှာလို့ရတဲ့အစားအစာတွေပေါ့ဗောနော်ဒီအရာတွေကိုနေ့တိုင်းစားတဲ့ ਨੇ အဲ့တော့နောက်ထပ်နံပါတ်10ကိုဆက်လိုက်ရအောင် ဒီမှာတော့အာလူးပေါ့နော်အာလူးထဲမှာခါကျတော့ဒီပိုတက်ဆီယမ်ဓာတ်တွေကအများကြီးပါဝင်နေအဲ့တော့တွေးတူတမားတွေနဲ့အာလူးကိုကြော်စားတာမလုပ်ဘဲနဲ့ပေါ့နော်ပြုတ်စားတာမျိုးလိုဟင်းချက်စားတာမျိုးလိုလုပ်တဲ့နဲ့ဒီမှာနည်းနည်းထူးခြားတာတခုကအာလူးကိုအခွန်နဲ့ပါစားမယ်ဆိုရင်သူကအထဲမှာဗီတာမင်နဲ့ဓာတ်တုံးဆိုင်ရဲ့ပစ္စည်းတွေပါဝင်တယ်ကျွန်တော်ပိုကောင်းလို့တို့ပြောတယ်အဲဒါမဲ့တခုရှိတာကပိုတက်ဆီယမ်ဓာတ်တွေတုံးထားမှာစိုးရင်တယ်ဆိုရင်တော့ဒီအာလူးကိုတေချာစားရင်လည်းစိန်ထားပေါ့နော် စိန်ထားပြီးမှပဲတေချာလေးကိုရေဆေးလိုက်ပေါ့နော် အဲ့ဒါပြီးမှချက်ပြုတ်စားတာကပို့ပြီးတော့ကောင်းတယ်ကြော်စားတာတော့လုံးဝလုံးလုံးမရဘူးเนาะနောက်နောက်ဆုံးနံပါတ်နံပါတ်7ခါကျတော့ဟင်းနူးနွယ်ရဲ့ပေါ့เนาะဟင်းနူးနွယ်မှာဗီတာမင်တွေအများကြီးပါတယ်ပြီးရင်သူက folic acid တွေလည်းအများကြီးပါတယ်ပေါ့เนาะအဲ့တော့တွေးကြောတွေကိုသူကကျန်းမာစေတယ်တွေးတူယောဂါတွေကိုလည်းတိုက်ဖြတ်နိုင်တယ်ပေါ့เนาะဟင်းနူးနွယ်ကိုအစိမ့်လိုက်ဒါမှမဟုတ်လည်းချက်ပြုတ်စားပြီးတော့နေ့စဉ်စားတုံးလို့ရတယ်အဲ့ဒါကတွေးတူတွေပို့ပြီးတော့ကောင်းစေတယ်ပေါ့เนาะ ဲ့တော့ကျွန်တော်ဒီမှာပြောခဲ့တာကနံပါတ်1ကတော့ရေတန့်ပါเนาะတနည်းကိုရေ2လီတာလောက်တော့အ ਨੇ ဆုံးတောက်တုံပေးတင်တယ်။နောက်နံပါတ်2ကတော့ခြင်တဲ့အသီးတွေပေါ့နော်။တံမြာတီးလိမ္မော်တီးနက်နက်တီးဒါမျိုးတွေစားတုံးခြင်းအဖြစ်လဲတွေ့တိုးယောဂါကိုပို့ပြီးတော့ထိန်းနိုင်တယ်။နောက်နံပါတ်3ကတော့ငပြောတီးပေါ့နော်။ငပြောတီးတွေအဲထဲမှာပိုတက်ဆီယမ်ဓာတ်တွေပါတယ်။တတိယအဖြစ်စားတဲ့ကိုရှော့ချစီတယ်ပေါ့နော်။ နောက်နံပါတ်လေးကတော့ green tea ပေါ့နော်လက်ဖက်စိမ်းပေါ့နော်တနေ့ကိုနှစ်ခွက်တုံးခဲလောက်တော့တာပါပို့ပြီးတော့ကောင်းတယ်ပေါ့နော်နောက်နံပါတ်5ခါကျတော့တခွားတီးပေါ့နော်နေ့တိုင်းနေ့တိုင်းတခွားတီးစားတုံးပေးခြင်းအဖြစ်လဲဒီတွေ့တွေ့ရောကထိန်းတဲ့အခါကျရင်ပို့ပြီးတော့ထိအောင်လုပ်ရှိရဲနံပါတ်6ကတော့နှမ်းစီပေါ့နော်တခြားစီတွေတုံးမဲ့အစာနှမ်းစီကိုတုံးတာကတွေ့တွေ့ရောကတော့ဘာလို့ဆိုရင်တော့ကျမ်းမာရေးတော့အများကြီးအထောက်အပံ့ပြုတယ်ပေါ့နော်နံပါတ်9ခါကျတော့ဒီကြက်တုံနူတို့ကြက်တုံဖြူတို့ကိုနေ့တိုင်းစားတဲ့အထင်မှာထည့်ထားပြီးပါ နံပါတ်၈ကအဆီများတဲ့ငါးတွေပေါ့နော်တူထွဲမှာအထူးသဖြင့် omega 3 fatty acid တွေပါဝင်တယ်နှလုံးကျန်းမာရေးအတွက်လည်းပိုကောင်းတယ်ပေါ့နော်နောက်နံပါတ်၉ခါကျတော့ပဲအမျိုးမျိုးပေါ့နော်ဒီပဲပိဆက်တွေပဲကြီးတွေဒါတွေစားတုံးချရမယ့်လေတွေးတူယောဂထိနေတဲ့နေရာမှာထိရောက်မှုရှိတယ်ပေါ့နော်ဒီနေရာမှာစားတွေအများကြီးတိတ်ထားပြီးတော့ကြာရှည်ခံလောက်ထားတဲ့ပဲတွေကတော့မပါဘူးပေါ့နော်ကျွန်တော်ပြောတာလက်လက်ဆက်ဆက်ရထားတဲ့ပဲတွေပဲအမျိုးမျိုးကိုပဲပြောချင်တာဖြစ်ပါတယ်နောက်နံပါတ်၁၀ကအာလူ နောက်နံပါတ်7ကတော့ဟိန္ဒူနဲ့ရက်တွေပေါ့နော်အဲ့တော့ဒီမှာပြောခဲ့တဲ့အစားအစာ7မျိုးကကျွန်တော်တို့ဒီတွေးတိုးယောဂါလာရှိနေပြီဆိုရင်နေ့တိုင်းစားတုံးတဲ့နေထိုင်မှာပါတယ်ကိုကတွေးတိုးကြစီလက်တောင်းနေတဲ့အစားအတော့ကိုတိချာမစင်ချင်ဘူးဆိုရင်တော့ဒီတွေးတိုးယောဂါကိုထိန်းနိုင်ဖို့ကအခက်အခဲတွေအများကြီးကြုံရနိုင်တယ်အကယ်၍ကိုကတွေးတိုးကြစေလို့လည်းပုံမှန်တောက်တယ်ဒီမှာပြောထားခဲ့တဲ့အစားအစာတွေကိုလည်းအတိအကျတိုင်းစားရဲဆိုရင်လည်းအများကြီးထောက်ကူဖြစ်စေနိုင်မှာမို့လို့နော်အကယ်၍ကိုကတွေးတိုးယောဂလည်းရှိတယ်ကြောက်ကတ်တို့အသေးတို့ရှိရဲဆိုရင်တော့ကိုယ့်ရဲ့ တက်ဆိုင်ရာဆရာဝန်နဲ့တရားတိုင်ပင်ပြီးတော့ဘာရီစားတုံးတယ်လဲဆိုတာဒီဆရာဝန်တွေရဲ့ထောက်ခံချက်ကိုယူတင်ပါတယ်အဲ့တော့ဒီ channel လေးကိုလည်း like subscribe လုပ်ထားပေးပါဗီဒီယိုဒီကြည့်ပြီးလည်းတော်ကြောင်မလို့ကျေးဇူးတင်ပါတယ်မင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေဆက်စပ်ရရဘေးကင်းပါစေ